T I P G E S centipedes တော်တော်များများတို့ကိုဒီနေ့တော့ကင်းချီများဆိုတဲ့အကြောင်းအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။ကင်းချီများဆိုတဲ့အတိုင်းသူ့ရဲ့နာမည်နဲ့လိုက်အောင်သူ့မှာခြေထောက်တွေအများကြီးရှိပါတယ်။ကင်းချီများမှာခြေထောက်အချောင်း30ကနေပြီးတော့အချောင်းပေါင်းများစွာအထိရှိနိုင်ပါတယ်တဲ့။ကင်းချီများကအမြန်ပြေးနိုင်တဲ့အစိတ်ရှိတဲ့သတ္တဝါဖြစ်ပါတယ်။ တို့ဟာခြေထောက်များစွာနဲ့စက္ကန့်အနည်းငယ်အတွင်းမှာတပေခွဲလောက်အထိကိုပြေးနိုင်ပါတယ်တဲ့။တို့ရဲ့သားကောင်တွေဖြစ်တဲ့အင်ဆက်တွေကိုဖမ်းဖို့ခြုံထက်တဲ့အဆွဲတွေကိုအသုံးပြုပါတယ်တဲ့။ကင်းခြေများတွေကမှောင်မဲပြီးတော့ဆူဆွတ်တဲ့နေရာတွေကိုကြိုက်ကြတယ်။ကင်းခြေများတွေကကြောက်တုံးတို့ကြောက်ခဲတို့ရဲ့အောက်တွေသေရွက်ခြောက်တွေရဲ့အောက်တွေမှာအများဆုံးနေထိုင်ကြပါတယ်တဲ့။ညဘက်မှာအစာရှာထွက်လေရှိပြီးတော့နေဘက်မှာတော့ပုံအောင်နေတတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့ ကင်းချင်များတွေကအသားစားတဲ့တံတားတွေဖြစ်ပါတယ်။သူတို့ဟာအိုးမွှားတွေ၊ပင်ကူတွေ၊ပရစ်တွေ၊ခရုတွေနဲ့ဟာတေးတေးလေးတွေကိုလည်းစားသုံးပါတယ်တဲ့။ကင်းချင်များတွေကလည်းရှေးအကြဆုံးအင်းဆက်မျိုးစိတ်တွေရဲ့တစ်ခုဖြစ်ပါတယ်တဲ့။ကင်းချီများတွေကနှစ်သန်းပေါင်း400ကျော်ခန့်ကရှင်သန်ခဲ့တဲ့သက်ရှိတွေဖြစ်ပြီးတော့ဒိုင်နိုဆောတွေခေတ်ကကသူတို့တွေလည်းရှိနေကြတာပါတဲ့။သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကတော့ဟိုးအရင်တော့ရှေးဟောင်းပုံစံအတိုင်းပဲရှိနေသေးပါပဲတဲ့။ ခင်းချီများတွေကလည်းသဘာဝပတ်ဝန်းကျင်အတွက်အရေးပါတဲ့တရားဝါတွေဖြစ်ပါတယ်တဲ့။ဘာလို့လဲဆိုတော့သူတို့ကပိုးမွှားတွေကိုထိန်းချုပ်ပြီးလို့ပါတဲ့။သူတို့တို့ရင်မကြောက်ပါနဲ့တဲ့။ဒါပေမဲ့လက်နဲ့ကင်တာမျိုးကိုလည်းမလုပ်ရပါဘူးတဲ့။ဘာလို့လဲဆိုတော့ခင်းချီများကိုက်ရင်နာကျင်ရလို့ပါတဲ့။ကဲအခုခင်းချီများလေးတွေအကြောင်းပြောပြပေးပြီးဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်နော်။ခင်းချီများရဲ့ထူးခြားချက်ကဘာလဲ။နံပါတ်1ခြေတောက်တွေအများကြီးပါတာ။နံပါတ်2 အတောင်မှန်တွေအများကြီးပါတာနံပါတ်3သွားတွေအများကြီးပါတာခြေထောက်တွေအများကြီးပါတာဆိုရင်တော့အခေလေးရေဟောင်းပါတယ်နော်ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်